2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစိုဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။ဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာ။မင်းတို့ရည်ရွယ်ချက်တွေမှားနေပြီ။အင်္ဂါဆီယံဝတရားအမြင်နဲ့ပြောရမယ်ဆိုရင်ကောက်ဝင်းမာသည်ပုံမကောင်းမွန်သောအနာဂတ်စီတို့ဒီမိုကရေစီပန်းနိုင်စီမဲပေးခြင်းဖြစ်တော့လမ်းချီတိုင်းပြည်သားရာဝါပြောရေးနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လောက်တယ်နော်เอ้ ခစ်ပြောင်းသွားတဲ့ထီအောင်မင်းတို့ထောင်ထဲမှာထွက်ရပဲနေလိမ့်မယ်လူမှုစီးပွားဖွံ့ဖြိုးဖို့နိုင်ငံအနာဂတ်ကောင်းမွန်ဖို့မဲအောင်သွားပြီးမဲပေးစို့ဘယ်မကြခင်ရွေးကောက်ပွဲကလာတော့မှာနော်ပေါက်ရရလေရှောက်မန့်မနေကြနဲ့ဟုတ်ဒုက္ခရောက်လို့ရှိရင်ဘသူမှကဲမှာမဟုတ်တော့အဲ့ကုကနေတို့တက်ွက်ဆိုရင်ကြည်လိုက်ဒီကောင်နေဆိုမအေးလို့တက်ွက်ဟောလဲမြင့်မြတ်တို့ပါတို့ဟိုလဲအောင်ခိုင်းဒီကောင်နေနော်တကယ်ကောင်နေအကောင်နေဆိုရင်စိတ်ထက်ပါရုံမဟုတ်ဘူးလုံးဝဒီနေတို့ရဲ့မြင့်မြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့ တွက်လက်တပွဲရဲ့အောင်ခိုင်တို့တပွဲရဲ့တခြားသောဘက်ကွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင်ဟန်နဲ့မန်နဲ့မူအပြင်းနဲ့နော်လုံးဝအကယ်ဒမီနှစ်ထပ်ကွန်းလျှော့လောက်တီကိုရတယ်လုံးဝပြပြန်တယ်သူတို့စိတ်ထက်ပါနေပြီးတော့ပြောနေစကလုံးနဲ့ထွက်နေအလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ရွေးကောက်ပွဲကမ်ပိန်းပါဝင်တဲ့အမှုပညာရှင်တွေရဲ့အမှုရာဟန်တွေကိုအကဲခတ်ပြီး နေတိုးအုပ်စုနဲ့ကွာခြားပုံကိုထောက်ပြပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာဟိုကြည်လင်တဲ့မျက်နှာလားအေးမြတဲ့မျက်နှာလားငိုဝမ်းမဲ့မျက်နှာလားစိတ်ညစ်နေတဲ့မျက်နှာလားဟိုပျော်ရွှင်နေတဲ့မျက်နှာလားဟိုသူတို့မျက်နှာကိုပုံနဲ့အမျိုးမျိုးနဲ့သူတို့လုံးနိုင်စွမ်းရှိတယ်အဲ့ခါကျခုမင်းအောင်လိုင်းကခုလိုမျိုးတနက်ကြီးနဲ့ထောက်ပြီးလောက်ခိုင်းတဲ့ခါကျတော့သူတို့ကဒီမျက်နှာတွေက အခုဒီမှာတပ်ပုံလေးတပ်ပုံမှာကျွန်တော်ထောက်ပြထားမှာဟုတ်ပြီနော်ဒီရွှေထူးပုံလေးတချို့တွေကတော့ဟာသားရေးရေးနဲ့တွေ့ရပါတော့ဒီ Facebook မှာပါရေးလဲဆိုရွှေထူးကိုကြည့်လိုက်ပါအောင်နဲ့ဒီမှာသူကမော်ရီများတတ်တာလားဒါမှမဟုတ်လို့ရှင်အစွမ်းနေတန်နေရလားဟိုညနာမူရပုံစံနဲ့နော်ဟိုညနာပုံစံနဲ့ပြောင်းလဲတာဖြစ်နေလို့ပေါ့နော်မရှင်းကြည့်လိုက်တပ်ပုံဟုတ်ပြီနော်အဲ့တော့ဒီတားအခုကနေတို့တက်ွက်ဆိုရင်ကြည်လိုက်ဒီကောင်းနေဆိုမအေးလို့တက်ွက်ဟောလဲမြင်းမြတ်တို့ပါတို့ဟိုတော်လက်အောင်ခိုင်းဒီကောင်းနေနော် တကယ်ကောင်းတယ်အကောင်းတယ်ဆိုရင်စိတ်แทပါယုံမဟုတ်ဘူးလုံးဝဒီနေတိုးရဲ့မြင့်မြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့တွက်လက်တပွဲရဲ့အောင်ခိုင်တို့တပွဲရဲ့တခြားသောဘက်ခွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင်ဟန်နဲ့မန်နဲ့မူးအပြည့်နဲ့နော်လုံးဝအကယ်ဒမီနှစ်ထပ်ကွန်းလျှော့လောက်တွေကိုရတယ်လုံးဝပြည့်ပြည့်နဲ့သူတို့စိတ်แทပါနေပြီးတော့ပျော့နေစကလုံးတွေထွက်နေတယ် အားလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်ကြည့်လိုက်လက်ရှိဒီသူတို့အမှုပညာဒီကြံတဲ့လူတွေကြတော့ဟိုဖွေးဖွေးလို့ဒါအလင်းအောင်လို့ဆိုဘလောက်အင်တာမောက်လေးသားတွေကစွဲပြီးတောင်းမှခေါ်လိုက်ရသေးတယ်မင်းတို့ဟိုကပြင်ကထောင်နှန်းဆန်ခိုင်းမှာအမ်အဲ့လိုပြောပြီးမှထပ်ပြီးမှနောက်ပိတ်ဆိုမလွဲတာမရှောင်နိုင်လောက်လာအနေထားတွေကဟုတ်လားနော်သိတာနေရပဲဟုတ်လားနော် ဟိုလူကလူတယောက်ရဲ့ဒီတမိုင်းနေသူတို့20တကဘာတွေဘယ်လိုစကလုံးနဲ့ဘယ်လိုမျိုးတွေဆိုတာအတိအတင်ကြိုက်ကိုပြည်တီဦးလို့ဆိုရင်တော့ဒီပြည်တီဦးဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်တိုင်းမှာလည်းပြောပါတယ်သူစပြီးတော့ပြောတော့ဒီတချင်းနေတောင်ထွက်လာတယ်ခင်ဗျားတို့ဒီမှာပေါ့နော်ဗာတချင်းလဲဆိုတော့တက်ပြက်နေပြီဟေးတက်ပြက်နေပြီဟာဆိုရဲတချင်းကြားဦးတယ်မဟုတ်လားအဲ့တချင်းမထွက်ခင်ကလေးပြည်တီဦးကနေပြီးမှဒီမိုက်ကြီးကင်ပြီးတော့နော်ဒီဟိုဘုံကြော်လားလဲတန်းပါလားမသိဘူးအဲ့ဘက်မှာဟို တက်ပြတ်နေဆိုတော့သေချာပါလေပါညာပေါ့နော်ဒီလိုကျွန်တော်တို့အဲ့လိုမှမတော်လန့်ဘူးဆိုလို့ရှင်ကျွန်တော်တို့မျိုးဆက်တွေအားလုံးနော်ကိုအာနာသိနေတာကတိတ်ရတယ်ဆိုတဲ့ဟာကြီးတို့အဲ့လိုမျိုးဒါပြောခဲ့တာနော်ပြပနေနေပြောနောက်တစ်ခုဒါပြည်တူးလို့ဆိုရင်စပြီးတော့ဒီမတ်တင်ငွေဆိုရင်တိန်6000ဒီလိုမျိုးလူမဲ့တော့1000တော့ဟုတ်လားနော်ဒီတက်မွန်မြန်တော့6000တော့ဒီလိုမျိုးတွေစပြီးတော့ဒေါ်လာရင်းတော့ရန်ပုံငွေသဘောမျိုးနဲ့မာတီငွေဆိုစပြီးအားလုံးအဲ့တဲ့တွေနဲ့ကြားဘူးကြမယ်ထင်ပါတယ်မှတ်မိလားမသိဘူးပေါ့နော်ဒီလိုမျိုးလူတွေကြည့်လိုက်ဟုတ်ပြီနော်ပြီးရင်နောက်တစ်ခုပြည်တည်ဦးလို့ဆိုရင်ဒါအကယ်ဒမီပေးဝဲမှာလာပါအောင်ဒီလိုပဲ ဟန်ဆောင်ရတယ်ဆိုတဲ့ပုံစံမျိုးစကလုံးနဲ့အတိတ်ပဲနဲ့ပျော့သွားရတယ်စိတ်ထဲမှာပါလဲပြုတ်ပြရတယ်ဆိုပြီးမှအဲ့ကလေးတို့ဒါအိရာကျော်စင်တို့ဟာဟိုသူတို့ရဲ့စိတ်တက်ကိုဤသူတွေကိုချပြဘလောက်တောင်လေးစားစရာကောင်းလဲဟုတ်လားနော်ဒီခုကြိတ်လိုက်လေရွှေထူးတို့ခင်ဝန်းဝါတို့နော်ဒီတခြားသောလူတွေမှာဟိုတချို့ကတစိတ်ထဲပါပြီးတော့ကိုကပြောပြရမယ်စိတ်ပါလက်ပါပြီးပြောရတယ်မတူဘူးလေဟုတ်လားနော်ဟိုမပါဘဲနဲ့အကြောက်တရားကြောင့်ပြောရတယ်တခြားစီပဲအခုနေတိုးတို့ဒီ ဗီဒီယိုအဝါရဖြန်ကရိုက်ဖို့အတွင်းမှာတခြားသောအမှုပညာသမားတွေလည်းညင်းတာမျိုးတွေရှိတယ်ညင်းကြတယ်ပေါ့နော်ဒီကောင်နဲ့မအေးလို့တွေကမညင်းဘူးပေါ့နော်ဒီကောင်နဲ့သူတို့စိတ်ထဲကငကိုတော့လည်းတန်နေတိုးလို့ဆိုရင်ကြည်လိုက် mind တွေလည်းကြော်ညာလို့ကြော်ညာနော်ဒါမျိုးတွေတကယ်ကြီးဆိုတော့ဒါကြောင့်မလို့လုံးဝလေးစားစရာကောင်းပါတယ်နော်ဒါလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်ကြမှာပေါ့နော်ဟိုဒီချာလေးသတိထားပြီးကြည်ကြည်သူတို့ရုပ်တွေကိုပေါ့နော်လုံးဝထင်ရှားပေါ်လွင်တဲ့အဒီတက်ပုံအသက်တွေပဲနော်အမကြည့်လိုက် ဟုတ်ပြီလားဆိုတော့ဒါကြောင့်မလို့နုပညာသမားတွေကိုလည်းနားလဲတယ်လူဆိုဘယ်သူကပါဘယ်သူကပါဆိုတာအလုံးအောင်သိပြီးသားနော်အားတဲ့သူကမသိရင်မသိလိုက်မှာဟုတ်ပြီလားနော်ဒါကြောင့်မလို့ဒီလိုလူတွေလည်းကျေးဇူးတင်တယ်လို့ကျွန်တော်အနေနဲ့တော့ပြောချင်တယ်ဒီလိုမျိုးကိုစိတ်မပါဘဲနဲ့ဟိုဟန်မူရမျက်နှာပေါ်ဆောင်ပြတာပေါ့နော်ဒါကြောင့်မလို့လည်းဒါ ဘောမတွေကပြောတယ်လေသူတို့မျက်နှာတွေကမပြုံးပြော်ရှင်ဘူးတဲ့စိတ်မပိုင်ပုံစံမျိုးနဲ့တဲ့ဒါတစင်ဘူးတကုံးမှဘောမဆိုလို့ရှင်တန်ကိုတွေထားပြောနေအမှုပညာသမားတွေရဲ့မျက်နှာတွေကိုကြည့်ပြီးတော့သူတို့ကအားမလို့အားမဖြစ်ပြီးတော့အပြစ်တွေနဲ့ပြောနေပါတော့ဟိုပြော်ရှင်တွေကလည်းမရှိဘူးသူတို့မျက်နှာကြီးတယ်မလုံချင်လုံချင်နဲ့အဲအဲ့လိုမျိုးဘောမတွေကိုယ်တိုင်ထောက်ပြလောက်အောင်ဖြိပဲတော်တော်လေးအအမိတ်သားသမီးတွေလို့ပြောလို့ရပါတော့နော်တကယ်ဟိုဝါရဖြန့်တဲ့ဗီဒီယိုတွေပါတဲ့ကောင်တွေပောက်ခွက်တွေကြီးကြီးလိုက်နော်လုံးဝ ဘာတွေပြောလို့ပြောမှန်းအောင်မသိဘူးနော်စကားတကားလုံးတော့စာသုံးနားမထောင်နိုင်လောက်အောင်ထိဟုတ်လားနော်တကယ်အဲ့ဒါမလို့ဒါတွေသိဖို့လိုတယ်ကျွန်တော်ဘာမှမဖြစ်ဘူးအားလုံးလေးစားတယ်လို့ပဲပြောချင်တယ်ဒီလောက်ပါပဲမင်းအောင်လိုင်းကတော့ရွေးကောက်ပွဲကိုဒီအမေကန်အနုပညာအမေကန်အစိုးရတွေတရုတ်ဆောင်တွေကိုကြော်ညာခိုင်းနေတဲ့ရွေးကောက်ပွဲလုပ်မဲ့ဟာဘောနော်ရွေးကောက်ပွဲလုပ်မဲ့ဟာတနိုင်ငံလုံးသိတယ်ကြော်ညာဖို့မှာမလို့ဟမ်ဘာလို့ကြော်ညာခိုင်းတာလဲနော် နောက်တစ်ခုကမြန်မာနိုင်ငံမှာကလေတော်လန်မယ်ဆိုတာမရှိဘူးကြုံခံမယ်ဆိုတဲ့စိတ်ဓာတ်တခုဒီကောင်းနေနော်တရုတ်ဆောင်နေဆိုတော်တွေဟုတ်လားနော်အမြေကန်နေသူတို့ကြည်လိုက်လို့ရှင်မင်းအောင်လိုက်ခိုင်းတဲ့တိုင်းလုံမယ်စစ်ခွေးတွေလိုပဲဟုတ်လားနော်စစ်ခွေးတွေဘယ်နဲ့သွားဒီနဲ့သွားဟိုနဲ့စားဒီနဲ့စားအခိုင်းတဲ့တိုင်းနဲ့လျှောက်လုံနေတော်တော်မှမှုရပါဘောနဲ့ဟုတ်လားနော်မင်းအောင်လိုက်အေးတိုင်းဆိုဝင်ရှိဘူးပါတယ်မလို့ချင်းရှိပါပဲလိုချင်တယ်ဒုတ်လိုက်တော့အမ်နော်ဟိုစောစောစီးစီးကြတယ်တချို့ကကြွံစိတ်တက်မရှိဘူးကွာနော်ဒါကြောင့်မို့လို့ ဟိုတွန်းလန်နဲ့တော်လန်နဲ့အာနာရှင်ကိုစောစောစီစီတည်တယ်။တချို့တွေကကြတော့မတည်ဘူးကွာ။တဘိုးလည်းနွားတွေဟုတ်လား။ကိုပိုက်ဆံရာရည်နဲ့ကိုရုပ်ဆောင်စုံမဲ့ဟာဒီတစ်ခုပဲတည်တယ်။ဇန်ညွန်ရေးပြလိုက်အဲ့လိုင်းတရုပ်ဆောင်မဲ့ဒီတိုင်းရေးပြီးဒီလိုစိုးမဲ့အမ်းလူပိုင်းဆိုင်တွေနဲ့ဒီတိုင်းမဲ့။နောက်ဆိုတော့မဲအွန်လိုင်းကခုလိုမျိုးကြော်ညာတွေလောက်ခိုင်းနေသူတို့အမ်းသူတို့မျက်နှာကြီးတွေလည်းထင်ရှားနေတယ်နော်။ရှောက်ပြီးအော်ပြီးတော့အာကိုကိုကို ဟိုသူများမြင်ဆက်ဆရာကြီးပေါ့နော်မြန်မာပြည်သူတွေမြင်အများအကြီးနော်ဒီကောင်းလေးအောက်တန်းစားတွေပါလာဆိုပြီးမှနော်သူများခိုင်းတဲ့လက်သုံးတော်ခံနေတာသဘောပေါက်လားမသိဘူးတေချာစင်းသားကြီးနော်မြန်မာပြည်ကတရုတ်ဆောင်တွေအစိုးရတွေဟုတ်ပြီနော်မင်းအောင်လိုင်းကအေးဒါလေးဒီလိုလောက်ပါဆိုဒီလိုလောက်ရတဲ့အစင်သဘောပေါက်လားနော်ဒါကအဖက်ဖက်ကရှူတော့မျိုးစုံကနေပြီးမှနော်ဒီ point of view ဆိုပြီးမှကြည့်မယ်ဆိုလို့ရှင်နံပါတ်1အချက်ဟိုဒါတွေက ဘယ်လိုမှမလုပ်သင့်ဘူးလေနော်အာနာရှန်နဲ့အမိတ်ပေးပြီးကြိုးကင်ပြီးတော့ကျွန်တော်အများအမ်းပြောလို့ရှိပါတယ်ဆန်နှကျိုးကဝေမင်းအောင်နိုင်ကဒီကျိုးဆိုရင်စစ်ခွေးတွေဘယ်လိုကဒီကျိုးဆိုရင်ရဲခွေးတွေဘယ်လိုကဒီကျိုးဆိုရလို့ရှင်ကျန်ဖို့အောင်ယူနီဖောင်းချုပ်ပြီးတော့ကောင်းနေဘယ်လိုကိုယ်ပါညာရွေးကောက်ဘယ်လိုကဟုတ်လားဒီကျိုးဆိုရင်ပကွက်သားတွေဘယ်လိုကဒီကျိုးဆိုရင်ပေါမတွေဘယ်လိုကဒီကျိုးဆိုရင်တချို့ကြုံယူတွေဘယ်လိုကဒီကျိုးဆိုရင်အာလုံးမင်းတို့ဆက်မှုထမ်းရေဦးကောက်တာမလို့ယူကြည့်ပါပဲလို့ချင်တယ်အမ်းနော်သူကဆန်နှကျိုးကွေး အားလုံးသိထားမှာကပြည်သူတွေသိထားမှာကရွေးကောက်ပွဲပြီးသွားပြီဟုတ်လားဒီရလက်ကိုလက်မခံဘူးဟုတ်တယ်နော်ဆိုတော့အမှန်ဆိုရင်လက်ခံမှာပေါ့နော်အဲ့လက်မခံမဲ့နဲ့သူတိုင်းတနက်ကြီးပြပြီးကိုရွေးကောက်ပွဲလုပ်မယ်တဲ့နော်ပြေကြတာတစ်ခုတစ်ခုတတ်တခိုင်တော့ကိုကိုကြီးတို့တခြားသောပါတီတွေကွာအစိုးရကလည်းအများရန်ပြောပါတယ်ကျွန်တော်ဆိုရင်နော်အတုံးချနေတာကျွန်တော်အများရန်ပြောတယ်လူမရှိလို့ရွေးကောက်ပွဲဖျက်မြောက်ဖို့အတွက်မင်းအောင်နိုင်ငံအတုံးတော်ကအတုံးချနေတာနောက်ပိုင်းဖြည်းဖြည်းဖြည်းနဲ့နီးကပ်လာတာနဲ့အမြပါတီတွေဖြည်း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 နဲ့ ပါထုတ်တယ်နော်အဲ့ထက်မှာသူ့အတွက်မင်းအောင်လှိုင်အတွက်ဒါအကြီးမားဆုံးအဲ့နေရပါလဲဆိုရင်ဒီပါတီထဲမှာဆိုတတ်သက်ခိုင်ပါတီဒီသုံးလုံးဆိုပြီးမှနော်သူကနည်းနည်းအန်ရရှိရဲ့အဲ့တော့နောက်ပိတ်ဆုံးတကားအကျွေးတွေပါဖြစ်တဲ့ညာဖြစ်တဲ့ကောင်းတဲ့ပိုက်ဆံငွေကြီးကိစ္စတွေကောင်းတဲ့တက်ပြီးတော့ပါထုတ်တယ်ဟုတ်လားအန်သူ့အတွက်အနေမရှိတဲ့ဒီအရန်လေးတွေကတော့အသာလေးထားထားတယ်ဟုတ်လားနော်ဒီလိုမျိုးအနေထားဆိုတော့ကိုတိထားမဒီမင်းအောင်လှိုင်လောက်တဲ့ရွေးကောက်ပွဲဆိုခဲ့တဲ့ကျွန်တော်တို့သိရမှာဗာလဲလို့ဆိုလို့ရှင်မင်းအောင်လှိုင် ပင်စင်မသိမချင်းအုတ်ချုပ်ချင်အာနာရချင်လို့အတူရောက်ရွေးကောက်ပွဲเนาะကျွန်တော်မြဲပြောတယ်ဗလာဒီမာပူနင်တို့ရှီချင်းဖျင်းတို့เนาะဒီလိုမျိုးသူတို့လိုမျိုးတယောက်တည်းအသေးထိအုတ်ချုပ်နေတာပဲလေနောက်ထပ်တမ်းမရတက်လာတာရှိလားမရှိဘူးလက်ရှိမြန်မာနိုင်ငံမှာစစ်ကော်မရှင်ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ပြည်သူလူထုရဲ့စိတ်ဝင်စားမှုနဲ့ယုံကြည်မှုဟာအနေဆုံးအစ်စ်မှာရောက်နေတဲ့အတွက်စစ်ကောမရှင်ဘက်ကအမှုပညာအတိုင်းအဝိုင်းကနမဲကြီးတရုတ်ဆောင်တွေအစိုးရတွေကိုအုံပြုပြီးဆန္ဒမဲ့ပေးဖို့နှိုးဆော်စည်းရုံးနေရတာကိုတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့လို့ထောင်ဒဏ်ကျခံခဲ့ရတဲ့ PTU အင်ဒရာကျော်စင်အပါဝင်အမှုပညာရှင်တွေကိုပြန်လည်တုံးချကဝါဒဖြန့်နေပေမဲ့လည်းပြည်သူတွေကစစ်ပေးစစ်မှုထမ်းခိုင်းစေမှုနဲ့စီးပွားရေးဒုက္ခတွေကိုခါတိစွာရင်ဆိုင်နေရတာကြောင့်ဒီရွေးကောက်ပွဲကိုအယုံအကြည်မရှိပဲစိတ်မဝင်စားကြဘူးလို့ဝေဖန်တုံးတက်ကြပါတယ်ဖြစ်မတွင်းရင်မူဦးတိုးစော်လက်ရဲ့အဆိုအရဒီရွေးကောက်ပွဲဟာတိကျမင်းကြီးဆင်းပြီးမဲဆွယ်ပေးရင်တောင်လူလူစိတ်ဝင်စားမှုရှိနိုင်မည်မဟုတ်ပါဘူး ဒါအပြင်အရင်နှိုးဆော်မှုမှာပါဝင်ခဲ့တဲ့အမှုပညာရှင်တွေကိုလူလူကတပိတ်မောက်ခဲ့ပူတာကြောင့်ဖိအားကြောင့်ပေးရတဲ့မဲတွေသာဖြစ်လာနိုင်ပြီးစစ်မှန်တဲ့ပြည်သူဆန္ဒမဲတော့ရရှိမှာမဟုတ်ဘူးလို့ပြည်သူတွေကမှတ်ချက်ပြုကြပါတယ်စစ်တမ်းတွေရရွေးကောက်ပွဲကိုမယုံကြည်သူကို16နဲ့မဲမပေးသူကို16ရှိတာကိုကြည်ရင်ဒီအခြေအနေဟာမြမတမိုင်းမှာမကြုံဘူးတဲ့စိတ်ဝင်စားမှုအနေဆုံးဖြစ်စဉ်ဖြစ်နေပါတယ်ဒါကြောင့်မလို့သူကလည်းအဲ့လိုမျိုးအတူရအောင်ဆိုပြီးမှအများနဲ့အုပ်ချုပ်ခြင်းလို့လုပ်နေတာအဲ့ဒါသိထားဖို့လိုအပ်တယ်နော်သူကလို့ဘာတွေပဲပြောပြောမင်းက င်းလိုင်းအောက်သွားရွေးကောက်ပဲဝင်ခံမယ်ဆိုတော့မင်းအောင်လိုင်းရဲ့လက်ကင်တုပ်တွေပဲဖြစ်တယ်ပေါ့နော်သူ့ဘက်အတိုက်ခံလည်းမရှိဘူးဘာမှမရှိဘူးဒါကတော့တော်လန်ပြည်သူတွေတော့အားလုံးသိပါတယ်နော်မသိတဲ့တချို့တော့ငါနဲ့မဆိုင်ဘူးဘာညာဟိုမြန်မာပြည်သူတွေနော်လူအတွေကျွန်တော်မြဲပြောတယ်တကယ်လူအတွေနော်အဲ့လိုလူတွေ ਨੇ ကျိုးတဲ့ကြစင်းနာကြီးဒီအတုံးချခံနေတာပေါ့နော်ဒီအမှုပညာသမားတွေကဟုတ်လားနော်မင်းအောင်လိုင်းလောက်ပြီးပါဆိုရင်လည်းသူတို့လောက်ပြီးတယ်နော် သူတို့မှာကိုယ်ပိုင်အတွေးကိုကိုယ်ပိုင်လှုပ်ချင်တဲ့စိတ်နဲ့လှုပ်လို့မရဘူးအဲ့ဒါပဲအာနာရှင်ဆိုတာနော်ဒါကြောင့်မလို့ကိုယ်ပိုင်အသိဉာဏ်စိတ်ရှိမယ်ဆိုလို့ရှင်ကိုယ်ပိုင်တောင်းလှမ်းမှာဘယ်သူတူတယောက်ကမှကိုယ်လာပြီးတော့ PR တွေဟုတ်လားနော်ဘာမှ push တွေလည်းပေးလို့မရဘူးနော်အခုကျွန်တော်ဒါမျိုးတွေအာနာရှင်ပြောတယ်အာနာရှင်မကောင်းကြောင်းပြောတာမှန်တယ်တိုးတော်များလည်း ကျွန်တော်ကနေပြီးတော့ကျွန်တော်အာပေါ်ရင်းနဲ့နော်ဟိုမင်းအောင်လိုင်းတို့ဒီအာနာရှင်ကပအာနာရှင်မြန်မာနိုင်ငံအာနာရှင်တွေကိုကျွန်တော်လောက်ကြံပြီးတော့အပူဆပ်ပလာကျွန်တော်ရဲ့ဆိုင်ယာဖက်တွေနဲ့ဒီလိုမျိုးပြောနေတာမဟုတ်ဘူးဟုတ်ပြီနော်ဆိုတော့အမှန်တိုင်းမကောင်းတာကိုမကောင်းဘူးဆိုလိုချင်တာအစိတ်ကိုကျွန်တော်မကောင်းဘူးတေးတတ်တယ်ဟုတ်တေးတာပြောတာမကောင်းတာကိုမကောင်းဘူးပြောတာကျွန်တော်လောက်ကြံပြီးအစိတ်ကောင်းပါတယ်ဟာကိုကောင်းပါတယ်ရှောက်ပြီးတော့ဖွဲ့ပြီးနှွဲ့ပြီးပြောနေမှာမဟုတ်ဘူးနော်ဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့အသေးစိတ်နဲ့ကိုပြောတယ်တူတူတယောက်ကနေကျွန်တော်လာပြီးမှမင်းအာနာရှင်ကို ာမျိုးတွေလုံးအောင်မယ်ပြည်သူတွေကိုခုလိုမျိုးနော် motivation လုံးမယ်လုံးစော်အောင်မယ်တက်ကြောင်ဒီလိုမျိုးတွေတို့မယ်တူတယောက်ပဲကျွန်တော်ပိုက်ဆံပေးပြီးမှဖြစ်စေအမိန်ပေးပြီးမှဖြစ်စေနော်ဟိုအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ရဲ့အတိညာကိုယ်ပိုင်အတိစိတ်နဲ့အဲ့လိုအတိစိတ်ရှိလာဖို့ဆိုတာကျွန်တော်ကမိပါလည်းမဟုတ်ဆရာသမားလည်းမဟုတ်ကိုယ်ပိုင်ကိုလေ့လာတယ်တမိုင်းကြောင်းနေလေ့လာပြီးတဲ့အခါကျမှအော်ဒုနိုင်ငံကအာနာရှင်တွေကကြောက်မှုလို့ဒီလိုမျိုးဆင်းရဲနေတယ်သူများနိုင်ငံတွေမှာနော်ကျွန်တော်မတန်းနိုင်ဘူးဟုတ်လားနော်ဒီလိုမျိုး အဲ့လိုမျိုးလူကကိုယ်တိုင်လေ့လာရင်တိလာပြီဆိုရင်လူတယောက်တိလာပြီဆိုရင်ကွာမင်းကိုယ်ကိုဂျန်ထဲလို့မရဘူးကစကားနဲ့ဆိုလို့ရှင်မင်းစီးပွားရေးလောက်တာပဲဖြစ်ဖြစ်ဟိုစိန်ပွဲတာကြောက်ပွဲတာအိတ်ချမ်းပြေးပွဲတာဟောလာဒါမှမကောက်ရောင်းဝယ်ရေးဟိုသဘောတရားပြောပြတာအဲ့လိုမျိုးဆိုကိုယ်မတိတဲ့သူဆိုရင်ဂျန်ထဲလို့ရတယ်တိတဲ့သူဆိုလို့ရှင်ဘယ်လိုသွားပြီးတော့လိန်ညာပြီးတော့လှည့်ပြလို့ရမှာလဲဟုတ်လားနော်အဲ့တော့ကိုတိထိုင်ကိုဘာတွေလုပ်တယ်လဲဒါကြောင့်မလို့အတိညာလို့ခေါ်တယ်နော်လူတယောက်ကအတိညာနဲ့ပြေဝလာပြီဆိုရင်ကိုဘာလုပ်ရမလဲဘလို့ ဘာတွေကောင်းလဲဘာတွေမကောင်းဘူးလဲဆိုတာသူများတွေပြောတာကြားဘူးနော်ဝါစာအုပ်တွေတဲ့စကားတွေတမိုင်းစာတွေဆိုတာထက်ကိုကိုတိုင်းကိုရဲ့အုံနောက်ကနေပြီးမှကိုရဲ့အသိစိတ်ကနေပြီးမှနော်ကိုခွဲချပြီးလုတ်တဲ့ဒါမလုတ်တဲ့နာကိုတိလာအဲ့တော့ဒါမျိုးလုတ်တဲ့တူတယောက်ကလောက်ခိုင်းလို့မရအခုဒါမျိုးဟာတွေတအားနာရှင်အောက်ကလုတ်နေတဲ့များလူတွေအားလုံးကမြန်မာနိုင်ငံသားတွေအားလုံးကကိုယ်ကအတိညာမရှိဘူးသူများခမ်းရပဲလုံနေစစ်ခွေးတွေရဲ့ခွေးတွေလို့ပဲเนาะအမိတ်အမိတ်ဆိုပြီးမှခုလည်းပဲအမိတ်ပေးနေအနုပညာသမားတွေအကြောင်းညွေးကောက်ပွဲအာသူတို့ တကယ်ကိုပိုင်အသိဉာဏ်အာနယ်လွန်နေပေါ့နော်အဲ့လိုမျိုးကောင်းကောင်းခံဒါအာနာရှင်လို့ခေါ်တယ်ကျွန်တော်တို့မြန်မာသမိုင်းတခြားမှာဆိုရင်တော့ဒါမင်းအောင်လိုင်ကအစိုးရလို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဒီလောက်ကြီးအများကြီးရှေ့ရတာနေဝန်တန့်ချီလို့လောက်ဒီမတတ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တစ်ချက်ကအခုခင်နေလဲကွာလာလဲတစ်ချက်ပါအခုဒါမင်းအောင်လိုင်ဆိုလို့ရှင်ပြောမယ်ဆိုလို့ရှင်အမှုပညာသမားတွေကိုအတုံးချလာခဲ့တယ်ဒါမျိုးတွေရှေ့ရအာနာရှင်တွေကြည့်မယ်ဆိုလို့ရှင်ဒါမျိုးမလောက်ခိုင်းခဲ့ပါဘူးနော်မင်းအောင်လိုင်ဆိုရင်အသေးအတန် ဒါကတော့ထားပါတော့မင်းအောင်လိုင်းသူအသက်ရှင်ရေးအတွက်သူအသက်အာဏာနဲ့ဆွတ်ဆန့်နေတာအများကိုလူတိုင်းနဲ့ကာပြီးတော့နော်ဒီတပ်ပို့ဆုံးမှာအဲ့တော့တော်လိုင်းဖွဲ့တည်သူတွေကလည်းကိုလောက်ပြန်ရှိတာကိုနော်ပြက်ပြက်သားသားနဲ့ဆက်ပြီးလောက်ဖို့ပဲလိုတယ်နော်သူတို့လည်းနှီးမျိုးစုံနဲ့လောက်တယ်ဖြစ်မြောက်ရေးအောင်မြင်ရေးကျွန်တော်တို့လည်းတော်လိုင်းအောင်မြင်ဖို့ရေးတော့အောင်မို့မြို့တော်လိုင်းအောင်ဖို့ဟုတ်လားအာဏာရှင်ကြာဆုံးဖို့မြန်မာနိုင်ငံထုတ်တက်ဖို့ကောင်းဖို့ပဲကျွန်တော်တို့ကဆွဲမလျှောက်ပဲနဲ့မိမိတိုင်နိုင်တဲ့ဘက်ကနေတက်ကြွတော့အမြဲတမ်းနော်တော်လန်ဖို့ပဲလိုတယ်ဒီနေ့တော့ကြောင်းပါပဲဟုတ်လားဒါကြောင့်မလို့သူတို့ mi mưu sống này lâu được cho nó gọi là mi bong sống này lâu quá mà chết để lâu về bị này về